ဟယ်လိုအားလုံးပဲမိင်္ဂလာပါဘူအောင်မချင်းကနေဂျူဆိုပါတယ်ဆိုတော့ဝက်ဆမ်နဲ့လီဗာပူးတင်းတို့ရှင်ပြိုင်ကစားတဲ့ပွဲမှာလီဗာပူးကတော့အဝေးကွင်းနှစ်ဂိုးဂိုးမရှိဆိုတဲ့ရလက်နဲ့သူတို့ဒါအနိုင်ရတယ်ပေါ့တိုက်စစ်စားမှာဖြစ်တဲ့သူတို့ဒါအီဆက်ကလည်းသူ့အနေနဲ့ဂိုးသွင်းတယ်ပေါ့နော်အဲဂိုးသွင်းတယ်တာပင်ကိုရီကပူကလည်းအချိန်ပေါ်မှာဂိုးသွင်းပြီးတော့သူတို့ဒါတူးစီးဆိုတဲ့ရလက်နဲ့သူတို့နိုင်တယ်လူကက်စ်ပါကီတာကတော့မသိရင်လောင်းကစားထည့်ထားတဲ့အတိုင်းပဲဗျာဒီနော်အဝါကက်ဒီအနီးကက်ဒီလောင်းထားတဲ့အတိုင်းပဲသူတို့ဒါ ဟိုအနီကက်ပေါ့နော်နှစ်ဝါတနီနဲ့ဘာမှမလိုလားအပ်တဲ့အနီကက်ကိုသူရပြီးတော့ထွက်သွားရတယ်ဝက်ဆမ်အတွက်တော့အသင်းဘော်ဒီအတွက်တော့ကျွန်တော်ဒါတော်တော်လေးကိုစိတ်ပျက်စရာလို့ကျွန်တော်ပြောရမယ်ပေါ့နော်ဆိုတော့လီဗာပူးအသင်းတွေကအင်မီဒန်လိုအပ်တဲ့နိုင်ပွဲကိုယူနိုင်ခဲ့တယ်ပေါ့လေဆိုပထမဆုံးဝက်ဆမ်ဘက်ကကျွန်တော်စပြောအောင်ဝက်ဆမ်ကတော့ဒီပွဲမှာသူတို့အတက်နိုင်တာအများကြီးမရှိခဲ့ဘူးအများကြီးမရှိခဲ့ဘူးဆိုတာ ဝက်ဆန်ဟာဒီပွဲမတိုင်ခင်မှာဆိုလို့ရှိရင်သူတို့အနေနဲ့ပရီးမီးယားလိနောက်ဆုံး၄ပွဲမှာသူတို့နှစ်ပွဲနိုင်တစ်ပွဲတည်းတစ်ပွဲရှုံးဆိုတော့ရလဲမျိုးသူတို့ယူထားတာပေါ့နိုဆန်တိုစ်ရဲ့အတင်းကတိုင်ပတ်နေတဲ့အနေထားတစ်ခုမှာအပြောင်းလဲတွေလုပ်ဖို့သူကြိုးပမ်းနေထိရောက်မှုတွေလည်းကျွန်တော်တို့တချို့ရှိတယ်ပေါ့နော်အဲဒါပေမဲ့လည်းလို့ဒီပွဲမှာတော့ဟိုမိနစ်60အပြည့်တောင်မှဂူပေါက်တဲ့တာတစ်ချိန်မှသူတို့ မရှိခဲ့ဘူးပေါ့နော် short on target တစ်ချိန်မှသူတို့မရှိခဲ့ဘူးတော်တော်လေးလည်းကျွန်တော်တို့ကအချင်းကြီးစိုးခဲ့တယ်လို့ကျွန်တော်ပြောရမယ် ်ဒေါ်ရီရဲ့ကျွန်တော်တိုင်ပတ်ခဲ့တယ်ဆိုတော့ပထမပိုင်းမှာဆိုလို့ရှိရင်ဒူရူကြကြအများကြီးဘာမှမလုပ်နိုင်ခဲ့ဘူးပေါ့အာရီယူလာနေနဲ့တကယ်ကောင်းတဲ့လီဗာပူးတင်းရဲ့ကန်ချက်တီကိုသူတို့သာကာကွယ်နိုင်တာမျိုးကျွန်တော်ရှိခဲ့လို့သာသူတို့အနေနဲ့တော်လေးတက်တာရရခဲ့တာပေါ့နော်ဒုတိယပိုင်းကျမှလီဗာပူးတင်းကဂိုးဒီဆိုလို့စပြီးတော့တွင်းနေဆိုဒီနေရာမှာပါဂီရန်နဲ့ပတ်သက်လို့ဗျာဘလို့ဘလို့ပြောရမလဲတကယ်ပြောကျွန်တော်တို့ဒီလီဗာပူးပြည်သက်တွေပဲကျွန်တော်ဖြစ်ဖြစ်တခြားပြည်သက်တွေပဲဖြစ်ဖြစ်ပါဂီတာအနီးကထိတဲ့ပုံစံကိုကြည့်ရင် ကျွန်တော်ကတော့ဒီကောင်းအနေနဲ့အဝါကက်တွေနှစ်ဝါတနီတွေကျွန်တော်ကတော့ဘယ်လိုပြောမလဲဒီလောင်းကြီးမြန်ထည့်ထားတာပေါ့ဘာလို့လဲဆိုတော့ဒီကစားမားကရှေ့မှာဟိုဘယ်လိုပြောမလဲဒီအဝါကက်အနီးကလောင်းလို့ဆိုပြီးတော့သူကဟိုဆွဲချက်တွေပါလေရှိခဲ့ဘူးတယ်ဟိုဒီလားနော်အဝါကက်တွေအနီးကက်တွေလောင်းလို့ဆိုပြီးတော့ဆိုတော့ဒီမှာလဲမသိရင်တမင်ကိုအဝါအနီးယူနေတဲ့အနီးထားမှာရှိတယ်ပြည်သိလားကျွန်တော်ထားပါတော့ဖူဂရူက ဒီ dominance ဆိုတဲ့ line ကိုပြည့်တယ်ကျူးလွန်လို့ဆိုတဲ့ပုံစံမျိုးနဲ့ download download ရလာဟုတ်ပါတယ်အဲ့လုံကမပေးသိဘူးများသေးလားဒါပေမဲ့လည်းလို့ပေါ့နော်သူ့အနေနဲ့အာလက်တီပါတွေမြှောက်ပြီးတော့သိတယ်မလားဒီ download ကြီးကိုဆော့တော့ကတက်တယ်ပေါ့ပထမဆုံးရတဲ့အဝါကမဖြစ်သင့်ဘူးဗျာမဖြစ်သင့်ဘူးဆိုတာအချိန်အများကြီးလဲကျွန်တော်မဟုတ်ဖ ೇನೆ ပထမဒီပထမပါတော့ legally တစ်ခါတော့ကျွန်တော်မြှောက်လိုက်တယ်ဒန်လူကြီးကသူ့ဆုံးပြချက်ကိုသဘောမကျရမလားဆိုတဲ့ပုံစံမျိုးနဲ့ဆော့တော့ကတက်လို့သူ့ကိုအဝါပြတယ်အဲ့ဒီအဝါကတော်တော်စစ်ပြတ်ဖို့ကောင်းတယ် တော်စိတ်ပြုတ်ဖို့ကောင်းတယ်အဲ့ဒီအဝါကအဲဒါပေမဲ့လေလို့ပေါ့နော်ဒုတိယအဝါကတော့ဗျာမင်းကလေကျွန်တော်တို့ပြိတ္တတွေအကုန်တိတိလိုက်မယ်လို့ကျွန်တော်ထင်တယ်သီလားအာဒီကောင်ကတော့ညီတော့မယ်ညီတော့မယ်ဆိုတော့ခန်းစားချက်ကြီးရလိုက်မယ်ထင်တယ်ဘာလို့လဲဆိုတော့ तू ကလုံးဝရက်မသွားဘူးဗျာသီလားတဝါထိထားတယ်တဝါထိထားတယ် तू စောရကတက်နေတဲ့ပုံစံကလည်းဘလို့မှန်ကို လူပြောမလဲတခြားကြောင့်ဆိုတော့ကတက်နေတာမဟုတ်ပဲနဲ့ဟာဒီကောင်တော်သိနေပြီဘာညာဆိုတဲ့ပုံစံမြင်ရလောက်အောင်ထီကိုဖြစ်ခဲ့တာဒါပေမဲ့ तू မတော်ဘူးနှစ်ဝါတဏီပြမှာတည်ရင်နဲ့နှစ်ဝါတဏီပြတော့လေမြင့်တောင်တော့မခက်ဘူးပြသည်လားအဲ့ကောင်ကလေနှစ်ဝါတဏီပြမြင့်တောင်တော့မခက်ဘူးဆရာသမားမြင့်တောင်တော့မခက်ဘူးပါကီတာရဲ့အနေထားကအဲ့ဒါကြောင့်ကျွန်တော်တို့တခြားတော့မဟုတ်ဘူးပေါ့နော်ဒီကစားမအနေနဲ့ဝက်ဆန်သင်းရဲ့အသင်းပေါ်တွေဆိုကျွန်တော်စဉ်းစားကြည့်ပြကိုကမှအိမ်ကွင်းမှာဝမ်းစီးနေရှုံးနေပါတယ်ဒုတိယပိုင်းမှာလည်းအဆင်ပြေသလိုလေးဖြစ်လာပါလိမ့်ဆိုတဲ့အခြေအနေမျိုးမှာ တယောက်ယော့အောင်တမင်မယော့ယော့အောင်ကျွန်းအားပေးပြီးတော့လုံနေတဲ့ပုံစံမျိုးကြီးဆိုတော့အဲ့ဒီဘော်ဒီအနေနဲ့တော့ပါကီတာရဲ့လုံရည်နဲ့ပတ်သက်ပြီးတော့တော်ကိုစိတ်ပြက်စရာပဲလို့ကျွန်တော်ထင်တယ်။နောက်တစ်ခုကခုနကပြောလို့ပဲဒီကစားမကနဝဒနီထိမယ်ဆိုတော့တည့်ရဲတန်းနဲ့လုံဝကိုမင်းမျက်တော်မခတ်ဖဲနဲ့ကိုမင်းအမှန်ကန်လိုက်ပြီးတော့ဖိအားပေးတာဒန်လူကြီးကိုမလိုအပ်ဖဲနဲ့အမှနဝဒနီထိသွားရောတော်တော်ကိုထိုက်တန်တဲ့နဝဒနီလို့ပြောရမယ်။နောက်တစ်ခုကလိုအပ်တာဂျရက်ဘူဝင်မယ်။ကိုကကပတိန်ဖြစ်နေရဲ့တန်းနဲ့ဗျာသိလား။ကပတိန်ဖြစ်နေရဲ့တန်းနဲ့ ဟိုကစားသမားဒီလိုမျိုးတွေကျွန်တော်တို့ကြုံနေရတာကိုဒီတော့အစွဲထုတ်မသွားနိုင်ဘူးဒီတိုင်းကြီးရက်ပြီးတော့ကြည်နေတာဒီတိုင်းရက်ကြည်နေတာနော်ကိုအသင်းဘော်ကတားလဲမတားဘူးတော်တော်လေးကိုအချိန်ကြီးဆိုးတယ်ဒါတော့ဒရက်ဘိုဝင်းနေနေလည်းလိုအပ်ချက်ရှိတယ်ဒါပေမဲ့ပါကီတာကတော့လောင်းကြီးထက်ထားတယ်လို့ပဲကျွန်တော်ယူဆတယ်ဆိုလီဘောက်နဲ့ပတ်သက်လို့စပြောရရင်ကျွန်တော်ပွဲမတိုင်ခင်ကျွန်တော်ပြောကြတယ်လို့ပဲလီဘောက်အသင်းဟာနိုင်ပွဲလူပါတယ်နော်သူသဖြင့်ကျွန်တော်နောက်ဆုံး၁၂ပွဲမှာ၉ပွဲထိရှုံးနေထားတယ်ဆိုတော့အချိန်ကြီးမျိုးကတော်တော်ကိုတိုင်ပတ်တယ်အာနီဆိုတော့တော်လည်း အင်မတန်ကိုဖိအားရအောင်မှာရောက်နေရပြီပေါ့နော်ရောက်နေရပြီဆိုတော့ဒီပွဲကသူတို့အတွက်အင်မတန်ကိုနိုင်ပွဲလူအပ်ခဲ့တာသူတို့ညီနဲ့ရအောင်နိုင်အောင်ဆွမ်းဆောင်နိုင်ခဲ့တယ်ဆိုတော့ဒါအာနီစလော့အတွက်တော့ပေါ့နော်ဖိဖိချင်းလေးဒါဖိအားကတော့နည်းနည်းလျှော့နိုင်တယ်လို့ပဲကျွန်တော်ပြောရမယ်ပေါ့နော်အဲဒါအပြင်လေဘာဦးက အီဆက်ကဒီနေ့ပွဲစဉ်မှာစုစုပေါင်း9ပေါက်ကန်သူမှု3ချိန်မှာသူတကူသွင်းနေပေါ့နော်တကူသွင်းနေမထင်မှတ်ဖဲကိုအဲ့ဒါကချက်ချင်းကန်သူဝင်သွားတာကပ်ပူချူပြီးတဲ့အလုံးကနေနောက်တစ်လုံးကျတော့လေကျွန်တော်ကိုရီကပ်ပူကသွင်းနေပေါ့ကပ်ပူဟာဒီနေ့ပွဲစဉ်မှာတကူသွင်းတကူဖန်တီနေဒါအာနီစရသူကိုဘာကြောင့်အားကိုးနေရတယ်လဲဆိုတဲ့အရာမျိုးကိုပြသွားတယ်လို့ပဲကျွန်တော်ပြောပြောခြင်းနေပေါ့နော်အာနီစရရဲ့ယုံကြည်မှုကိုသူလုံးဝထိုက်တန်အောင်သူလုပ်နိုင်ခဲ့တယ် အဲဒိုမီနီစူပိုလိုင်းလည်းအဆင်ပြေတယ်နောက်တန်းနေလည်းဒီနေ့ပွဲဒီမှာလိုအပ်ချက်တွေရှိတယ်ဒီလားနောက်တန်းနေလည်းတိုးတိုးလည်းပဲသူ့ဟာနေသူအဆင်ပြေတယ်လို့ကျွန်တော်ရှိတယ်ပေါ့နော်အဲကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ချီနီကလီဗာပူးဘက်မှာကဒီပွဲမှာ19ရက် performance မျိုးကျွန်တော်ပြသွားတယ်ဗျာသူတမင်းကျွန်တော်ဂိုးပေါက်ကန်သူမှု6ဂျင်တော့ရှိပြီးတော့ဒါ5ဂျင်တော့ဂိုးပေါက်တဲ့နှစ်ဂိုးရတာဒါတော့မှဟိုဗာလေ Florian VS2 ရဲ့ gadget တွေနော်ပြီးလို့ရှိရင် Ariola တို့ဘာလို့အမှန်ကန်ပုတ်တာနော် Ariola တို့ဘာလို့အမှန်ကန်ပုတ်ရင်းနဲ့ ကျုပ်ဝက်ဆန်ကလည်းလော်လီကိုတက်တရာကျွန်တော်ရနေခဲ့တာအဲ့တော့ဟိုအီဆက်ကလည်းဂိုးရတယ်ဆိုတော့အလုံးဝဖိအားများနေပါတယ်ဆိုတော့ကစားမတစ်ယောက်တော့အဆင်ပြေတယ်ပေါ့လေနော်ဒါအပြင်ကျွန်တော်ဖလိုရီယန်ပီအက်စ်တို့ကျွန်တော်ပြန်ပြီးတော့ပွဲကစားကြလာတယ်ဒိုမနိုစုဘူဒလိုင်းကလည်းသူကြရနေရမှာတောင်းကြည့်အောင်ကစားနိုင်နေတုံးပဲပေါ့နော်ဆိုတော့ကာကက်စ်ကတော့ကျွန်တော်ဒီနေ့ပုံမှာနည်းနည်းလေးအဆင်ပြေတယ်လို့ထင်တယ်ရှေ့ပွဲတွေကနေစားလို့ရှိရင်နော်ဂျိုဂိုမတ်စ်က right back မှာဒီတိုင်းကစားပြထားတယ်ဆိုတော့လာမယ့်ပွဲမှာလည်းဂိုမတ်စ်ပဲ right back မှာထပ်ပြီးတော့မြင်ရလိမ့်အောင်မယ်လို့ကျွန်တော်ထင်တယ် ဆိုလီဗာပူးအနေနဲ့အရန်ကြီးကောင်းတဲ့ performance မဟုတ်ပါဘူးလီဗာပူးဘက်ကကြည့်ရင်တိုးတော်လည်းပဲကျုံပွဲတွေတစ်ချောက်ကြုံနေရတဲ့အချိန်ရလဒ်တွေတစ်ချောက်မကောင်းနေတဲ့အချိန်မှာကစားသမားတွေ confidence မြင့်မှုအတွက်ပဲဖြစ်ဖြစ်နီးပြားပြည်သူအာနီစလော့အတွက်ပေါ့နော်ဖီအာနီနေရုပ်အတွက်ပဲဖြစ်ဖြစ်ဒီပွဲက imminent ကျွန်တော်တို့ကအရေးကြီးခဲ့တာတကယ်ရအောင်သူတို့လုတ်သွားနိုင်ခဲ့တယ်ဒါရလက်ကောင်းအောင်သူတို့လုတ်သွားနိုင်ခဲ့တယ်ပေါ့နော်အဲလီဗာပူးအနေနဲ့တူးစီဆိုတဲ့ကြတဲ့နဲ့သူတို့အနိုင်ရပြီးတော့ clean sheet ထက်ပြီးတော့ယူနိုင်သေးတယ်ယူလို့နေတော့ဒီပွဲနဲ့ပတ်သက်လို့ဘယ်လိုမြင်ရလဲဆွေးနွေးကြပါဦးချစ်ချူပါပဲညီကောင်များတို့ကိုချစ်သီးများကြီးဒီမှာလေ